ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြတမ်းလို့ဗီဒီယိုအက်ဒီတင်အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြပြတမ်းမှာဖြစ်ပါတယ်ကျွန်တော် page မှာ coupon ဗီဒီယိုလုတ်ဆက်မလို့ပဲနဲ့သူများ page ကဗီဒီယိုတွေကိုအလွယ်တကူ download ဆွဲလာပြီးမှ corporate looking အောင် edit လုပ်ပြီး page မှတင်ပြီးမှ content moderation နဲ့ဝင်ဝင်ဘလို့ရှာသွားရမလဲဆိုပြီးမှဒီနေ့ဒီဗီဒီယိုမှာအလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပြမယ်ဒီဥစားတစ်ချက်ကြည့်မယ်ဆိုရင်ရက်60အတွင်းမှာကျွန်တော်တို့ dollar 4000အထက်ကိုရပါတယ်ခင်ဗျာနော်ဒါ second shot လည်းမဟုတ်ပါဘူးအဲ့အတွက်ကျွန်တော် default တစ်ချက်နေပြီးမှဒီ last 28 day ပေါ့နော်ဒီလအတွက်ဥစားကျွန်တော်တစ်ချက်ပြပြမယ်ဒီလ 앞에 맛을 주라는 맛을 똥이야 67ဒေါ်လာရတယ်ဆိုရင်အများကြီးပါပဲအဲ့အတွက်ပြန်မပြန်တစ်ချက်ပြန် backup ဆုပ်ပြီးမှကျွန်တော်တစ်ချက် live group ပြပေးမှာတချို့ကြောက်လည်း second shot ထင်မှာဆိုတော့အဲ့အတွက်ကျွန်တော်မှာ396ဒေါ်လာဖြစ်ပါတယ်ဒီ page မှာဘလို content မျိုးတင်ထားလဲဆိုရင်လည်းကျွန်တော်တစ်ချက်ပြပေးမှာဒီမှာတစ်ချက်သွားကြည့်မယ်ဆိုရင်ဒီ page မှာကိုပိုင်ဗီဒီယိုမဟုတ်ဘဲနဲ့သူများဗီဒီယိုတွေကို already ကို download ဆိုပြီးတင်ထားတယ်ကိုဖက်ကဘာမှလှုပ်ရှားမလို့ဘဲနဲ့ဝင်ဝေရတဲ့အဲ့အတွက်ကြောင့်မို့ဘလို့လှုပ်ဆောင်သွားရမယ်ဆိုပြီးမှဒီ video ကအားလုံးအသေးစိတ်လုပ်ပြီးမှကျွန်တော်ပြပြရှင်းပြပေးမယ်အဲ့အတွက်ကျွန်တော်ဒီကိုစတစ်ချက်ပေး းနိုင်မယ်။ပိတ်ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ဗီဒီယိုတွေကိုဘေးကသွားပြီး download ဆေးရမယ်ဆိုကျွန်တော်တစ်ချက်ပြပေးမှာနော်။ဒီဥစ္စာပါကျွန်တော်အသေးစိတ်လေးပြကျွန်တော်ပြပေးမယ်။ကျွန်တော်ဒီ page ကဗီဒီယိုတပုတ်ကျွန်တော် download ဆွဲလိုက်မယ်ကျွန်တော်ဒီမှာဆိုရင် link တစ်ချက် copy ကူးမယ် link of copy ကူးမှာ download ဆွဲနေရတစ်ချက်သွားလိုက်ပါမယ်ဒီမှာပေါ့နော် back ဆုပ်မယ်ဒီနေရာတစ်ချက် paste လုပ်မယ် facebook ကဗီဒီယိုတွေတော့ဘယ်လို download ဆွဲရတယ်ဆိုရင်လူကြီးမင်းတို့ကိုကိုယ်တိုင် တည်ပါတယ်ခင်ဗျာနော်ဒီဥစ္စာ download ဆွဲမယ်ပြီးလို့ရှိရင်ဒီဥစ္စာ second shot ယူမယ် download ဆွဲမယ်ကျွန်တော် download ဆွဲပြီးသွားတဲ့အတွေ့အကြုံမျိုးပြီးရင်စာသားလည်းသူ့ရဲ့စာသားပဲတင်မယ်အတွေ့အကြုံမျိုးဒီစာသားကိုလည်း corporate looking ကဘလို့သွားမယ်ဆိုပြီးအားလုံးကျွန်တော်ပြပေးမယ်နော် video corporate looking ကဘလို့ edit သွားရမလဲ tamil ပုံ corporate looking ကဘလို့ဘလို့လောက်ဆောင်သွားရမလဲစာသားတွေကိုလည်း corporate looking ကဘလို့တင်သွားရမလဲအစအဆုံးကျွန်တော်ပြပေးမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်တို့ video editing software တစ်ချက်လာပြီးမှဒီမှာ double click နေပြီးမှ ်ကျွန်တော်အခုနောက်တော့ download ဆွဲလိုက်တဲ့ file ကိုကျွန်တော်တစ်ချက်ယူလိုက်ပါမယ်ခင်ဗျာနော် download ဆွဲလိုက်ပြီးတော့ပေါ့နော် edit ဒီမှာဒီ video ဆိုဒီ video ကျွန်တော်နံပါတ်3နေရာထားမယ် video edit edit လုပ်တဲ့ခါမှာအမြဲတမ်းသတိထားပါနံပါတ်1နဲ့2ကိုထားမယ်နံပါတ်3နေရာမှာထားပါနံပါတ်3နေရာထားပြီးဆိုရင်တော့ဒီတက်ပုံလေးကိုကျွန်တော်ဒီ video လေးနည်းနည်း edit သွားမယ်အဲ့တော့ကျွန်တော်ဒီ user တစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီ user နည်းနည်းလေးအောက်ဆွဲချမယ်နည်းနည်းလေး crop လုပ်ပြီးသွားတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်ပြန်တစ်ဟောက်ပြီးမှဒီ user ကိုဆွဲဆန်းလိုက်မယ် ဆွဲဆန့်ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော်တို့ဒီဥစ္စာကိုပြန်အပန်ပိုင်းဆိုင်ရာကိုကျွန်တော် edit လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့အများကြီးလုတ်ဆရာမလို့ app ဒီမှာ mode ကိုတစ်ချက်နှိပ်မယ်ပြီး audio effect တစ်ချက်နှိပ်မှာကျွန်တော်ဒီမှာဆိုရင် AI noise remover တစ်ချက်ကန်ပြီးမှဒီမှာဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးဆိုရင်ဒီဥစ္စာကန်ပြီးမှ no go ပါတဲ့အပန်100ဆိုရင်ကျွန်တော်ဒီဥစ္စာ160အထက်ကိုယူသွားလိုက်မယ်နော် ကျွန်တော်တို့နေရာအတိကိုထားလိုက်မယ်နေရာအတိထားလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာကာလာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး red fine ဆိုင်ရာအနေချင်းပြောင်းမယ်အတွက်ကြောင့်မို့ဒီ effect လေးကိုခြံပြီးမှဆွဲထည့်လိုက်မယ်ခဏလေးနော်ပြန်ခြံပြီးဆွဲထည့်မယ်ပြီးရင်ဒီ effect လေးကိုခြံပြီးဆွဲထည့်မယ်ဒါဒီအားလုံးကဒီမှာရှာသွားလို့ရပါတယ်ခင်ဗျာဒါဒီအားလုံးပါပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ဒီမှာ logo လေးပါနေတဲ့အတွက်ကြောင့်မို့ဒီ logo လေးကို vra ခြံသွားမယ်အတွက်ကြောင့်မို့ဒီမှာဒီဥစ္စာလေးခြံပြီးမှဆွဲထည့်မယ် ဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအနားလေးကိုကင်ပြီးမှအပေါ်ဆွဲမယ်ပြီးလို့ရှိရင်ဒီဖက်အနားလေးကင်ပြီးမှဆွဲကျင်းလိုက်ပါမယ် Okay ဒီလိုလေးလုပ်လိုက်ရတယ်ဒါမှမဟုတ်ဒီပုံမှာကိုယ့်ရဲ့ page logo လေးထည့်သွားလဲရပါတယ်ခင်ဗျာเนาะပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်ကြည့်မယ်ဒီ video မှာကျွန်တော်တို့ကြိုက်တဲ့အပိုင်းကြီးထားမယ်မကြိုက်တဲ့အပိုင်းတွေကျွန်တော်ဖြတ်သွားမှာပေါ့အဲ့အတွက်ဘယ်လိုဖြတ်ရမလဲဆိုဒီဥစ္စာလေးကင်ပြီးမှာ ဒီအနီရောဘာတန်းလေးကန်ပြီးမှကျွန်တော်ဒီဥစား right click တစ်ချက်ထောက်မှ delete နေပြီးမှဖြတ်သွားလဲရပါတယ်ခင်ဗျာနော်အကယ်လို့အဲ့လိုဖြတ်အခက်ခဲဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ laptop မှာဒီ delete potential အဲ့ဒါတစ်ချက်နေပြီးဖြတ်လိုက်ပြီးဆိုဒီမှာပြတ်သွားချက်ပါမယ်ပြတ်သွားချက်ပြီးအကယ်လို့မှားပြီးမှဖြတ်မိသွားချက်ဆိုဒီ file ပြန်မယ် undo လုပ်ပြီးတော်လို့ရတယ်ကျွန်တော်တို့ဖြတ်မယ်တော့ကျွန်တော်ဖြတ်လိုက်မယ်အဲ့ဒီအတိုင်းဖြတ်တော့ပြီးပြီဆိုလို့ရှိရင်အားလုံးအစင်ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တမစ်ပုံနဲ့တစ်ခါထည့်မဲ့အတွက်ကြောင့်မို့ဗီဒီယို section တစ်ချက်လာမယ် ပြီးရင်ကျွန်တော်အခုန second shot ဆွဲတဲ့ဥစားဒီဥစားလေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ခင်ဗျာနော်ဒီဖက်ဒေါင်လေးမှာပြီးရင်ဒီဥစားလေးကိုဆွဲချဲလိုက်မယ်ဒါကြောင့်တမင်ဘာတခါရပါဘောနော်ဗီဒီယိုတင်တဲ့ခါမှာတီးတန့်ကျွန်တော်တို့တမင်ကာဘာပုံထည့်မယ်ဆိုရင်ကာဘာပုံမှာ corporate လာခွင့်နိုင်တယ်ကျွန်တော်တို့ဗီဒီယိုမှာတခါရ include လုပ်ပြီးမှကျွန်တော်တခါရထည့်တော့ပါမယ် edit ဒီဥစားလေးနဲ့အောက်ဆင်းမယ်အပေါ်မှာဒီလိုမျိုးဘလာဟိုင်းဖြစ်နေဆိုလို့ရှိရင်တော့ဒီတက်ပုံပဲပြန်မှနံပါတ်5နေရာမှာထည့်လိုက်မယ်ဗောနော်နံပါတ်5နေရာထည့်ပြီးမှဒီဥစားလေးဆွဲချဲလိုက်မယ် ဆွဲချက်ပြီးစဉ်းလို့ကျွန်တော်ဒီဖက်လာမျိုးဒီတပ်ပုံလေးကျွန်တော်နည်းနည်း crop လုပ်ပြီးမှသွားလိုက်ပါမယ်ဒီအောက်ဆုံး ठी ပေါ့နော်ပြီးလို့ရှိရင်တော့ဒီဖက်များအောင်ပြောင်းပြီးမှဒါလေးကိုကင်ပြီးမှအပေါ်ဆွဲတင်လိုက်မယ်အခုလိုမျိုးတင်လိုက်ခဲ့ပြီးဆိုရင်တော့ပူပြီးမှအဆင်ပြေတော့ခဲ့ပါပြီအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုဖွင့်ကြည့်မှသူမှအစမတက်မင်းပုံလာပြီးမှပြီးမှတန်လေးဗီဒီယိုလာမယ်အတန်လေး increase လုပ်ပြီးတော့တယ်ပြီးလို့ရှိရင် corporate looking ကဒီအောက်မှာဘာထည့်ရမလဲဆိုရင်ကျွန်တော်ဒီ sticker တစ်ခုခုထည့်လိုက်ပါခင်ဗျာနောက်ခင် background ပေါ့နော်နောက်ခင် background လုံးဝကျွန်တော်အပြည့်ထည့်လိုက်ပါမယ် ဘာကြောင့်နောက်ကင် background ထည့်ရတယ်ဘာကြောင့်ဘလို့လို့ရဆိုမလာပြီးမှမပြောပါနဲ့ corporate looking on ethics နဲ့ဆိုရင်ကျွန်တော်ပြတဲ့အတိုင်း edit လုပ်ပြီးမှ content moderation နဲ့ဝင်ဝင်ရှာလို့ရတယ်အရှိမကျွန်တော် live group အနေနဲ့ကျွန်တော်ပြပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ user နည်းနည်း crop လုပ်ပြီး quality ထားလိုက်မယ်အောက်ဆုံးမှာကျွန်တော်ဘာထည့်ရမလဲဆိုရင်တော့ကျွန်တော်ဒီ video က ဒီ3မိနစ်ရှိရစဉ်ကျွန်တော်ဒီ PC ကို screen recording လုပ်ပြီးမှအောက်မှာ3မိနစ်စာဗီဒီယိုထည့်ရပါမယ်။အကယ်လို့ဖုန်းနဲ့ edit လုပ်တော့ခဲ့တဲ့ဆိုရင်ဖုန်းနဲ့လည်း screen recording ကို3မိနစ်စာ edit လုပ်ပြီးမှ3မိနစ်စာ recording လုပ်ပြီးအောက်မှာထည့်ပါ။အဲ့ဒီ screen recording ရဲ့ဗီဒီယိုတစ်ခေါက် edit လုပ်တဲ့အစ်စ်အစ်စ်လုပ်ပြီးမှထည့်ပါ။သုံးပြီးတော့ screen recording ပြန်ထည့်မယ်ဆိုရင်တော့ copyright ဖြစ်ဖို့နိုင်ပါတယ်။ကျွန်တော်ဒီမှာ screen recording automatic လုပ်ထားပြီးတဲ့အတွက်ကြောင့်ဒီမှာတစ်ချက်ပြပေးမော်နော်။ ဒီမှာ screen recording လုပ်ထားတဲ့အတွက်ကြောင့်မို့ဒီဥစားလေးကျွန်တော်တစ်ချက်ထည့်လိုက်မယ်အဲ့အတွက်ကျွန်တော်ဒီနေရာမှာဖြတ်လိုက်ပါမယ် s နေပြီးဖြတ်မယ်ပြီးရင် delete နေပြီးဖြတ်မယ်ပြီးရင်ဒီမှာ screen recording မှာအတန်ပါတဲ့အတွက်ကြောင့်မို့ဒီအတန်လေးကျွန်တော်တစ်ချက်ဖြောင်းလိုက်ပါမယ် right click top မှာ silent audio ပြီးရင်ကျွန်တော်ဒီဥစားတစ်ချက်ပြေးလိုက်မယ်ဒီပုံစံအတိုင်းလေးပြီးတော့ချက်ပြီးဆိုလို့ရှိရင်တော့ဒါ99%ပြီးတော့ချက်ပြီးပြီးလို့ရှိရင်ကျွန်တော်ဒီဒီနေရာလေးမှာကျွန်တော်တို့ဗီဒီယို sharing လုပ်ပြပါဆိုတဲ့စာတန်းလေးထည့်ချင်တဲ့အတွက်ကြောင့်မို့ အဲ့တည်းကျွန်တော် video section တစ်ချက်လာမိမှာပေါ့နော်ကိုကိုရင်စာရေးပြီးထည့်တော့လေးရတယ်စာရေးပြီးထည့်မှကြာမယ်အတွက်ကြောင့်မို့ကျွန်တော် sticker တစ်ခုလုပ်ပြီးမှထားထားပါတယ်အဲ့တည်းကျွန်တော်ဒီ download လေးမှထားမယ်အကယ်လို့စာရေးပြီးတော့လို့ဆိုဒီမှာပေါ့နော်အများကြီးရှိရဒီလိုစာလေးကောက်ဆွဲမှာအောက်မှာကောက်ဆွဲထားပြီးမှကျွန်တော်ဒီပေါ်မှာကျွန်တော်စာရေးပြီးမှထည့်တော်လို့ရပါတယ်ခင်ဗျာနော်ဒီမှာတစ်ချက်ပြပေးမယ်ဒီမှာစာရေးပြီးထည့်တော်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီဥစားဖြတ်လိုက်မယ် အမြင်နဲ့ကျွန်တော်ပြပေးတယ်ကျွန်တော်ဘက်ကဘာဆိုဘာမှလုပ်ဆရာမလုပ်ပါဘူးသူများဗီဒီယိုယူတယ်သူများတမင်ပုံယူတယ်သူများရဲ့စာသားယူပြီးမှ edit လုပ်ပြီးတင်ဖို့တင်နေကျွန်တော်ပြပေးတယ်ဒီဗီဒီယိုတင်ပြီးမှကျွန်တော်ကို original creator တော့လာပြောတော့ရှိရမှာတော့ဒီလိုမျိုးတင်ပြီးတော့အစင်တော့မကြည့်ဘူးမကောင်းပြောတယ်ဒါပေမဲ့တချို့တို့ကြတော့လေဝင်ငွေရဖို့အခက်အခဲဖြစ်နေကြတယ်တချို့တို့ကြတော့လေဒီအလုပ်တနေဝင်လုပ်ပြီးမှညနေခင်းဆိုနေတဲ့ပတ်နှစ်ပတ်ပဲအချိန်ရတဲ့ အချိန်ရတဲ့သူတွေအတွက်ဒီ online ကနေဝင်ဝင်ရအောင်ဆိုပြီးကျွန်တော်ပြပြဖြစ်ပါတယ်အခုလိုမျိုး edit လုပ်လို့ပြီးတော့ခဲ့ပြီဆိုရင် export ထုတ်ပို့အတွက် default တစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီဥစ္စာနေမယ်ပြီးရင်ကျွန်တော်ဒီမှာအခုနစာသားကို page လုပ်ပြီးမှ export ထုတ်လိုက်ပါမယ်ဒီဥစ္စာကျွန်တော် export ထုတ်လို့ပြီးတော့ခဲ့ပြီဆိုရင် page မှာဘယ်လိုတင်သွားရမလဲဆိုပြီးအစအဆုံးကျွန်တော်ပြပြပါမယ်ခင်ဗျာနော်အကယ်လို့ဒီ video editing software ကိုဝယ်ရှင်နေဆိုရင်တော့ကျွန်တော်ရဲ့ Viber number ကို contact လုပ်ပြီးမှလာရောက်ဝယ်ယူနိုင်ပါလိမ့်ခင်ဗျာနော်ကျွန်တော် ဒီ video edit software ဘယ်လို download ဆွဲရမလဲဆိုပြီး link လေးပို့ပေးမယ်ဘယ်လို install လုပ်ပြီးသွားရမလဲဆိုပြီး video file လေးပို့ပေးမယ်ပြလို့ရှိရင် password key လေးကျွန်တော်ထည့်ပေးပါမယ်ခင်ဗျာနော်အဲ့ဒါဆိုကိုယ့်ကိုယ်ကို install လုပ်ပြီးမှဒီပုံစံနဲ့ edit လုပ်ပြီးမှဝင်ဝင်မြောက်အများစွာရှာတော့ရပါတယ်အဲ့အတွက်နောက်တစ်ချိန်ပြန် live တို့အနေနဲ့ပြပေးမှတချို့ကျကျွန်တော်ခဏခဏလာပြီးကြတယ်ခင်ဗျာ second shot ကိုပြတယ်လို့ပြတယ်ဆိုပြီးလာပြောတဲ့ editor တွေအတွက်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီ page fit တယ်မှာအဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက်နေမယ် ဖုန်းနဲ့လည်းကျွန်တော်အရှိမကျွန်တော်ပြပေးပါမယ်ဘလို့ဘလို့လောက်ဆောင်သွားရမယ်ဆိုမှပေါ့နော်ဒီဗီဒီယိုများများ share ပေးပါများများ comment လုပ်ပေးပါ comment ကောင်းကောင်းလေးလုပ်ပြီးတယ်များများ share ပေးတယ် share တာ5 kg လောက်ပြတော့ခဲ့လို့ဆိုရင်ဖုန်းနဲ့လုပ်ပုံလုံးကြီးလည်းကျွန်တော်ပြပေးပါမယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် all two လို့တစ်ချက်နေမယ်အောက်မှာဒီမှာ content moderation ပေါ့နော် moderation two လို့တစ်ချက်နေမယ်ခဏဆောင်မယ်ကျွန်တော်ဖက်ကအင်တာနက်နဲ့လည်းကြာနေခင်ဗျာနော် line တွေတိတ်အဆင်မပြေဒီမှာတစ်ချက်ကြည့်မယ် တင်းနစ်ခုံမတရားနေဆက်ခွန်ဒေါ်လာရတယ်လို့ရှင်ကျွန်တော်ဒီမှာ view content margin ကျွန်တော်တစ်ချက်နှိပ်လိုက်ပါတယ်နှိပ်လိုက်ပြီးစမှာเนาะအားလုံးဒါဗီဒီယိုဖြစ်ပါတယ်เนาะ389ဒေါ်လာရတယ် view earning ကျွန်တော်တစ်ချက်နှိပ်မယ်ဒီမှာဆိုရင်381ဒေါ်လာဒီမှာ ဒီမှာကျွန်တော်ဒီလောက်ပြတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးတစ်ချက်နေမှာ last 90 day ဥစ္စာကျွန်တော်ပြပေးမှာနော်ရက်90အတွင်းမှာကျွန်တော်ဘယ်လောက်ရတယ်ဆိုတော့ရက်90ဆိုတာအချိန်တူအတွင်းပါပဲ3လပဲဖြစ်ပါတယ်ခင်ဗျာနော်3လအတွင်းမှာကျွန်တော်ဝင်ငွေဘယ်လောက်ရတယ်ဆိုပြီးကျွန်တော်တစ်ချက်ပြပေးမယ်အားလုံးအဆင်ပြေအောင်ပေါ့နော်ဘာမှ edit လည်းမလုပ်ထားဘူးဘာမှလည်းဘာတစ်ခုမှမလုပ်ထားဘူးနော်ဒီကျွန်တော်ဘက်က internet နေတဲ့အတွက်ကြောင့်မို့နောက်လိုချင်ပြန်နေမယ် last 90 day အဲ့ဒီမှာဘောနော last 90 day ဥစားဆိုရင်4 mark နဲ့1 ဂျွန်လိုင်25အထိကိုဒီမှာဆိုရင်ကုစယ်ရာထောင်ဒေါ်လာ4000နဲ့6ဒေါ်လာရတယ်ဆိုရင်ဒီဥစ္စာကို convert လုပ်ပြီးမှညမာငွေနဲ့ convert လုပ်ကြည့်လိုက်ပါညမာငွေနဲ့ဆို amount တော်တော်လေးကိုအဆင်ပြေတဲ့ amount တစ်ခုဖြစ်ပါလေခင်ဗျာနော်တော်တော်လေးကိုအဆင်ပြေတဲ့ amount တစ်ခုဖြစ်ပါတယ်ဒေါ်လာ4000ဆိုတဲ့ဥစ္စာဝင်ငွေတော်တော်လေးကောင်းပါတယ်ကျွန်တော်လည်းရနေတဲ့ဥစ္စာကိုကျွန်တော်ပြပေးတဲ့ဖြစ်ပါတယ်ခင်ဗျာနော်ဘာမှ fake တွေပါတယ်ဘာတစ်ခုမှမပြအောင်နော်လုံးဝအစစ်အမှန်ကန်ပြတာဖြစ်ပါတယ်ခင်ဗျာနော်တချို့ကြ ဒီလောက်ရှင်းရှင်းလင်းလင်းပြတာကို fake ပြတာဘာညာပြောမယ်ဆိုတဲ့အတွက်ဒီမှာမဟုတ်ကျွန်တော်အားလုံးမှာကျွန်တော် mouse ဆိုကျွန်တော်အားလုံးယူသွားပြတာအားလုံး original ဖြစ်တယ်ဗျနော် original အဲ့တွက်ကျွန်တော်တို့ဒီမှာ video edit နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ video တင်ဖို့ဆိုလို့ရှိရင်တော့တစ်ချက်ပြန်မှာတော့လိုက်မယ်နောက်တစ်ခု page မှာကျွန်တော်တင်မှာပေါ့နော်အဲ့တွက်တင်ဖို့ဆိုဒီမှာ content မှာရှိရင်တစ်ချက်တော့တင်ရမယ် ဗီဒီယိုတင်ဖို့ဆိုကျွန်တော်တို့ဒီမှာဒီရနဲ့တွားပြီးတင်မှာဆိုရင်ရတော့ရတယ်ဒါပေမဲ့တိတ်အဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော် business switch ကနေတွားတင်တယ် business switch ကတွားတင်လို့ရှိရင်ပိုပြီးမှ perfect ဖြစ်ပါတယ်ခင်ဗျာနော်ဒီ page ကကျွန်တော်ရဲ့နောက်တစ်ခု page အစ်စ်ဖြစ်ပါတယ်ဒီ page ကလည်း monetization အောင်ထားတယ်အဲ့အတွက်ကျွန်တော်တစ်ချက်ပြပေးမယ်မော်ရှင်းရှောက်ထားတဲ့အကူမတ်ဒီဥစား3-5ရက်ပဲရှိတဲ့ page အစ်စ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာပေါ့နော် ဝင်ငွေတော့အရင်ကနည်းတယ်ဒီ page အတက်ကြတော့ဒီ0.16 dollar ပဲရသေးတယ်ဒါပေမဲ့ဒီ page မှာအခုမှ video တင်နေအတွက်ကြောင့်ဒီ video ဒီ page ကနည်းနည်းလေးရက်အနည်းငယ်စောင့်လိုက်မယ်ဆိုရင် page ကပေါက်တော့ခဲ့ပြီဆိုရင်ဝင်ငွေကတော့အရန်ကိုကြမ်းပါမယ်အဲ့တဲ့ဗီဒီယိုတင်ပုံတင်နေတဲ့ကျွန်တော်တစ်ချက်ပြပေးမှာပေါ့နော်လူကြီးမီလို့အစင်ပြအောင် address display feed post တစ်ချက်နေပြီးသွားမယ်။ဒါကြတော့ဖုန်းနဲ့ဘယ်လိုတင်သွားရမလဲ။ဖုန်းက Chrome browser ဖွင့်ပြီးမှ desktop site ပြောင်းမှဒီပုံစံအတိုင်း step by step ပြောလို့ရတယ်။အခုနောက်တော့ကျွန်တော်ဒီ page ကစာအုပ်ပဲတစ်ချက် copy ပြုမယ်။ copy ဒီမှာ page လုံး page လုံးဒီမှာ design ကင်မဆိုဒီစာမှာဒီ copyright content ဖြစ်မယ် reuse content ဖြစ်မယ်တော့ကျွန်တော်ဒီစာလေးကျွန်တော် delete speed လေးတွေချပေးမယ်ခင်ဗျာနော် okay ကျွန်တော်ဒီမှာဆိုစာသားကိုလည်းဒီပုံစံအတိုင်း edit လုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီစာအဆင်ပြေတော့ခဲ့ပြီပြီးရင်ကျွန်တော် video export လုပ်တာလည်းပြီးတော့ခဲ့ပြီဆိုရင်ဒါလေးတစ်ချက်ပေးပြီးမှ video တင်လိုက်ပါမယ် page မှာအဲ့တော့ကျွန်တော်အခုနောက်တော့ video ကဒီ video ဖြစ်တာပေါ့နော်မထင်မှတ်ပဲထားတဲ့ပုံစံမျိုးနဲ့အနုပညာရှင်ပေါ့အဲဟိုတယ်ဒီဥစ္စာဖြစ်တဲ့ open နေမယ် open နဲ့လိုက်ခဲ့ပြီးဆိုဒီပုံစံဖြစ်သွားခဲ့ပြီးဆိုကျွန်တော်ဘက်ကဘာမှမလုပ်ပါနဲ့ခင်ဗျာဒီဥစ္စာ100%ပြည့်အောင်စောင့်ပါ100%ပြည့်သွားခဲ့ပြီးဆိုရင် content moderation နဲ့ဝင်ဝေးရအောင်ဘလို့ video တင်သွားရမယ်ဆိုပြီးအားလုံးကျွန်တော်ပြပေးပါတော့အခုကျွန်တော် video editing ပါပြပေးတာက ဘယ်နေရာ download ဆွဲပြီးမှဘယ် software နဲ့ edit လုပ်ပြီးမှဘယ်လို thumbnail ထည့်ရမလဲစာသားတွေလည်းကိုယ်တိုင်ရေးစရာမလိုပဲသူများစာသားတွေဘယ်လို edit သွားရတဲ့အစအဆုံး AI နဲ့ set ဒီ video တင်ဖို့တင်ပြီးပါအားလုံးကျွန်တော်ပြပေးရဖြစ်ပါတယ်ခင်ဗျာနော်ဒီလောက်ပြပေးရဆိုရင်တော့လူချင်းမင်းတို့ကဘာမှ video editing နဲ့ကျွမ်းကျင်စရာမလိုဘူးဘာမှလှုပ်တက်စရာမလိုပဲねကျွန်တော် video ကြည့်ပြီးမှကိုယ်ကိုယ်တိုင် edit တော်လို့ရတယ်အဲ့အတွက်ကျွန်တော်ဒီမှာအရှိမလဲကျွန်တော် video တင်ထားပေးပါဒီမှာပေါ့နော်ကိုယ်ပိုင် video လှုပ်စရာမလိုဘဲね Facebook နဲ့ဝင်ဝင်ရှာနေကိုယ်ပိုင် video လှုပ်စရာ CM လိုပဲ ਨੇ YouTube ကနေဝင်ဝင်ရှာနေဒီမှာပေါ့နော်အားလုံးအသေးစိတ်ကျွန်တော်ဒီထက်မှာဗီဒီယိုတင်ထားပေးတယ်ဒီဗီဒီယိုကလည်း share တဲ့လူတွေ 1k အထက်ကိုဖြစ်သွားခဲ့တယ်ဒါပေမဲ့ comment မှာတော့တချို့ comment တွေကျတော့အဆင်ပြေတယ်တချို့ကျတော့ခိုးနှီးတင်ပေးတဲ့ဘာညာပေါ့နော်ဒါကြောင့်အမျိုးမျိုးရှိတယ်ခင်ဗျာတချို့လူတွေကျတော့ comment ဗီဒီယိုလုတ်လုတ်ဖို့မနိုင်ဘူးအချိန်မရဘူးဒါပေမဲ့သူတို့ကလည်း online ကနေဝင်ဝင်ရှာရှင်နေ တနည်းတစ်ဖက်ကနေ online ကနေဝင်ဝင်ရချင်တဲ့ဆိုရင်တော့ကျွန်တော်ပြတဲ့အတိုင်းလှူဆောင်သွားမယ်ဆိုရင်တော့အကျိုးရှိပါတယ်ခင်ဗျာနော်အားလုံးတွေဝင်ဝင်ရအောင်အားလုံးတွေအကျိုးရှိအောင်ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးမှပြပေးတာဖြစ်ပါတယ်ခင်ဗျာနော် Okay ကျွန်တော်စမ100%ပြည့်တော့ခဲ့ပြီစင်ပထမဦးဆုံးလုပ်မယ်တဲ့ add language ဆိုတဲ့နေရာမှာကျွန်တော်တို့ကမြန်မာ language နဲ့ပြောတဲ့အတွက်ကြောင့်မို့ Thai နဲ့စင်တဲ့အတွက်ကြောင့်မို့ Thai ကိုရွေးမယ် Thai ကိုရွေးမှတည်းလေးဝင်ဝင်ရမယ်နော် Thai ဘယ်လိုရမလဲဒီ fish marination Facebook ရဲ့ moderation မှာ available ရှိတဲ့ language က Thai language ပါတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘာမာ language နဲ့ Thai language နည်းနည်း similar ဖြစ်တဲ့အတွက်ကြောင့်မို့ Thai language ကိုရေးပြီးသွားမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီဒီမှာဆိုရင် title ရေးပြီးထည့်သွားမယ်အတွက်ကြောင့်မို့ဒီစာလေးကိုပဲတစ်ချက်ပြန် copy ကိုပြီးမှဒီမှာ paste လုပ်ပြီးသွားလိုက်မယ်။ဒါကြောင့်ပြန်ဝင်လာတဲ့ဆိုတော့ဆက်လိုက်မယ်။ဝင်ရောက်မထင်မထားတဲ့အမှုပညာရှင်တစ်ခုအခုလို့အဲဒီလောက်ပဲထားလိုက်မယ်။ โอเคကျွန်တော်အခုလောလောလောပြီးတော့ clips အောက်မှာဒီမှာ tamil ပုံလမ်းတကယ်လို့ကိုကိုနဲ့ tamil လောက်ထားတယ်ဆိုရင်လည်းဒီမှာ upload tamil လို့နေပြီးမှကျွန်တော်ဒီရနဲ့တစ်ချက်နေပြီးမှ tamil ပုံကြီးထည့်တော့လိုက်ရတယ်ဒါပေမဲ့ကျွန်တော် တော့ corporate လာမယ်ဆိုတဲ့အတွက်ကြောင့်မို့ include တခါတဲ့ video မှာထည့်ထားတဲ့အတွက်ကြောင့်မို့ဒီမှာတခါတဲ့ select လုပ်ပြီးတော့ဒီပုံစံဒီပုံစံအတိုင်းလာမှာပေါ့နော်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီမှာ tag လောက်တော့လိုက်ရတယ်ဒါမှမဟုတ် collaboration လောက်တော့လိုက်ရတယ်ဒါတော့ထားလိုက်ပါတော့အရှိမလို့ကျွန်တော်ကျွန်တော်ပြထားတယ်အဲ့အတွက် next show တစ်ချက်ပြန်နေသွားမယ် ဘာမှလုပ်ဆက်မလို့ not gene issue တစ်ချက်ပြန်နေသွားမယ်နေတော့ခဲ့ပြီးစရင်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်တကယ်လို့ schedule လုပ်ပြီးတင်မယ်ဆိုရင်ကျွန်တော်ဒီမှာ schedule လုပ်ပြီးတင်လို့ရတယ်ဒါမှမဟုတ်အခုပဲတင်မယ်ဆိုရှယ်နောက်တစ်ချက်နေပါ corporate ကနေ100% looking နဲ့ဆိုပြီးဒီမှာ assign a tick mark နဲ့ပြပေးတယ်တကယ်လို့ playlist ထည့်ချင်နေဆိုရင်လည်းဒီမှာ playlist ထည့်ပါတကယ်လို့ playlist လုံးဝမရှိသေးဘူးဆိုရင်ဒီမှာ create new playlist နဲ့ပြီးမှ playlist အသစ်လုပ်ဆောင်တော့လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ share to group ပေါ့နော် group မှာ sharing လုပ်လို့ရတယ်ဒါပေမဲ့ NDA များတဲ့အတွက်ကြောင့်ထားလိုက်ပါပြီးရင်ကျွန်တော်ဒီ CC ကိုကျွန်တော်တစ်ချက်ပိတ်လိုက်မယ်ကျွန်တော်က CC ကိုပိတ်လို့ပြီးတော့ခဲ့ပြီဆိုအောက်မှာတစ်ချက်ကြည့်မယ်ဆိုရင် moderation section မှာ deal ဆက်လေအားလုံးက amend ချစ်ထားတာပါနော် deal ဆက် amend ချစ်ပိတ်လိုက်မယ်ဆိုရင် content moderation နဲ့ဝင်ဝင်လုံးဝမရပါဘူးအဲ့အတွက် deal ဆက် amend ချစ်လေးထားပါ amend ချစ်လေးထားလို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ဒီနေရာတစ်ခုရှိသေးရပါတော့ကျွန်တော်ဒီမှာဒီ create playlist auto ကေဗရီလ်ပေါ်နော်ပြောမစစ်ဒီဥစားအော်တိုမက်တစ်ရီလ်လုတ်ပြီးသွားတာဗျာသူကသူကဘာမှလုတ်ဆံမလို့အဲကဲလို့ရီလ်ဗီဒီယိုလုံးဝမချိုက်ဆိုပိတ်လိုက်ပါအဲကဲလို့ရီလ်ဗီဒီယိုဖွင့်လိုက်မယ်ဆိုရင်ဘလို့အတတ်ချက်ရှိလို့ဆိုရင်ရီလ်ဗီဒီယိုနဲ့တစ်ဆင့်ဝင်ဝင်ရတာဗောနော်ဗီဒီယိုဒီပို့တင်လိုက်တယ်နဲ့ Facebook ကအော်တိုမက်တစ်ရီလ်လဲသူကသူဖန်တီးပြီးသွားပြီးတဲ့အတွက်ကြောင့်ပို့ပြီးအဆင်ပြေတယ်အခုနောက်ပိုင်း feature မှာဗောနော်ဝင်ဝင်ပို့ပြီးမှတိုးစေပါတယ် အားလုံးပြီးသားခဲ့ပြီဆိုလို့ရှိရင်အောက်ဆုံးတစ်ချက်သွားပြီးမှ share now တစ်ချက်နေပြီးတော့မယ်ဘာမှလုံးရမလို့ share now တစ်ချက်နေပြီးတော့မယ်ဒီဥစ္စာတစ်ချက် done လုပ်ပြီးတော့မယ်ဒီလောက်ပါပဲနော်ကျွန်တော်ဒီလောက်လုပ်ပြပြီဆိုရင်တော့အားလုံးနားလေသဘောပေါက်မယ်ထင်ပါတယ်အဲ့တည်းကျွန်တော်ဒီဥစ္စာပြန်မယ် content တစ်ချက်လာပြီးမှကျွန်တော်ဒီဥစ္စာတစ်ချက် refresh နေပြီးမှတော်လိုက်ပါမယ် refresh နေပြီးတော့မယ်ဆိုကျွန်တော်အခုနတင်လိုက်တဲ့ video ပြီးမှပေါ်လာခဲ့ပါပြီ ဒီ CC ပေါ်တဲ့ဥစ္စာကိစ္စမရှိဘူးဒီ CC ဆိုတဲ့ဥစ္စာအခုနောက်တန်း CC ကိုကျွန်တော် offload ခိုင်းတဲ့ဥစ္စာဆိုရင်ဒီလိုမျိုးဖြစ်သွားခင်မယ်ဒီ CC ကအဝိုင်အောင်ပြလဲကိစ္စမရှိဝင်ဝင်ရပါလေအတိအကကျွန်တော်ဒီဒေါ်လာအဝိုင်အောင်ဖြစ်တယ်ဆိုရင်တော့ဗီဒီယိုပြန်ဖြတ်ပါပြန် edit လုပ်ပြီးတင်ပါဒါပေမဲ့ကျွန်တော်ပြတဲ့အတိုင်းတခြား edit လုပ်ပြီးတင်နေဆိုရင်တော့ဒီလိုမျိုးအစင်းအောင်ပြတယ်ဆိုရင်တော့ဝင်ဝင်100%ရတယ် အခုလိုမျိုးဒေါ်လာအစင်းအောင်ပြဖို့ပဲအရေးကြီးပါတယ်ဒေါ်လာအစင်းအောင်ပြရင်တော့ဝင်ငွေ100%ရပါတယ်အဲ့အတွက်ကျွန်တော် ပြန်မဲ့ page home တစ်ချက်လာမယ်ဒီလိုဆို refresh တစ်ချက်ပြန်လုပ်လိုက်ပါမယ် refresh လုပ်လိုက်ပြီဆိုရင်တော့အခုနောက်တင်နေတဲ့ဒီ video ဖြစ်ပါတယ်ခင်ဗျာနော် သူ့အတူတဖြည်းဖြည်းဒီလိုမျိုး automatic reality သူ့အတူ fan တီးပြီးတော့မယ်ဒီလိုမျိုး reason နဲ့လည်းကျွန်တော်တို့အပေါ်ဝင်ဝင်ရပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ပြတဲ့ဥစ္စာမှာဆိုရင်တော့အားလုံးနားလေသဘောပေါက်မယ်နေမယ်ကိုယ်ပိုင်ဗီဒီယိုလောက်ဆက်မလို့ပဲသူများဗီဒီယိုအလွယ်တကူ download ဆက်ပြီး edit လုပ်ပြီးဝင်ဝင် share ဖို့ channel နည်းနဲ့ပတ်သက်ပြီးအသေးစိတ်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်တကယ်လို့နားမလည်မသိရရှိရင်လည်းပြန်မေးလို့ရပါတယ်ဒီ video editing software လည်းကျွန်တော်ရှင်းမဝေလို့ရပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်